အမျိုးသားဝင်ခွင့်မရှိတဲ့တိရစ္ဆာန်ရော တကူရောအမျိုးသားတွေဝေခွင့်မရှိပါဆိုတဲ့ဆိုင်းဘုတ်ကိုတတိဆိုင်ယုံရဲ့ဝေဘမှာချိတ်ဆွဲချပါတယ်ဒီလိုဆိုင်းဘုတ်မျိုးတွေကတော့အမျိုးသမီးသီးတန်းကြောင်းတွေအမျိုးသမီးသီးတန်းအဆောင်တွေမှာပဲရှိတတ်ကြပါဒါပေမဲ့ဂျပန်နိုင်ငံကတတိဆိုင်ယုံတစ်ခုမှာတော့တကူရောအမျိုးသားတွေကိုတတိဆိုင်ယုံအသင်းတို့ဝင်ရောက်တားမြစ်ခွကိုတားမြစ်ချပါတယ်လို့យေတာထားတာပါအဲ့လိုပြပြရတဲ့အကြောင်းရင်းကတော့ဘာကြောင့်လဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံမှာတကူရောအမျိုးသားတွေကိုဝင်ဝင်ပိတ်ချတဲ့တတိဆိုင်ယုံတစ်ခုကအွန်လိုင်းမှာစော်စားနေပါတယ်ဂျပန်နိုင်ငံရဲ့အ ရှိပဲဖြစ်ကျတူဂျီဂီပြည်နယ်မှာတရိတ်ဆက်ယုံလေးတစ်ခုရှိပါတယ်အဲ့ဒီတရိတ်ဆက်ယုံမှာဝက်ကြောင်ခွေးနဲ့တိုးတွေကိုမွေးယူချပြီးတော့အလယ်လာရောက်တဲ့သူတွေအနေနဲ့တရိတ်ဆက်လေးတွေကိုကိုယ်တိုင်အစာချင်းမွေးခွင့်ကိုခွင့်ပြုချတာပါပြီးကြရဲ2024မတ်လကမှဖွင့်လင်းခဲ့တဲ့အဲ့ဒီတရိတ်ဆက်ယုံလေးရဲ့အကြီးအကဲရည်ရွယ်ချက်ကတော့လူတွေနဲ့တရိတ်ဆက်နေကြရင်းနှီးမှုရဖို့ပဲဖြစ်ပါတယ် အဲ့ဒီဆိုင်ရုံလေးမှာလာရောက်လက်ပတ်သူတွေအနေနဲ့သူတို့ရဲ့အိမ်ဝေးခွေးလေးတွေကြောင်လေးတွေကိုယူဆောင်လာပြီးတော့ဆော့ခိုင်းလို့ရတဲ့ပန်းစံလေးတစ်ခုလည်းပါဝင်နေတာကြောင့်ထင်ရှားပါတယ်။ဒါပေမဲ့ဒီနေ့အတွင်းတရိတ်ဆိုင်ရုံဒရိုက်တာမေစာမမရဲ့အွန်လိုင်းစင်ညာချက်တစ်ခုကတော့အင်တာနက်အသုံးပြုလူတွေရှော့ရခဲ့ပါတယ်။ မီဆာမမာကလက်တတော်ဖြစ်ပေါ်ခဲ့တဲ့တည်ရောက်မှုတွေကြောင့်ပဲတကူတော်အမျိုးသားတွေကိုတရိษံရုံအသေးဝင်ခွင့်ပိတ်ပင်ပါရဲဆိုပြီးတော့သူ့ရဲ့လူမှုကွေးမှာကျင်ညာခဲ့တာပါအဲ့ဒီကျင်ညာခြင်းအရာအမျိုးသားတွေအနေနဲ့တရိษံရုံကိုလာရောက်လက်ပတ်မယ်ဆိုရင်မိသားစုဒါမှမဟုတ်တငယ်ချင်းပါမှာဖြစ်ပြီးတော့အမျိုးသားတအုပ်တဲ့ဆိုရင်တော့ဝင်ခွင့်ရမှာမဟုတ်ပါဘူး တကယ်တော့တိရစ္ဆာန်ရောစောက်ခွင့်ခဲ့တဲ့ကလာရောက်လက်ပတ်သူအများစုကတော့မိသားစုတွေနဲ့ဇုံတွဲတွေဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တကူတော်အမျိုးသား identity တွေရောက်လာခဲ့ပါတယ်။တိရစ္ဆာန်ရောမှာအလုံးလုံးတဲ့သူတွေအားလုံးကအမျိုးသမီးတွေစီပဲဖြစ်ပြီးတော့တကူတော်အမျိုးသားတွေကအဲ့အမျိုးသမီးတွေကိုချီးကပ်မှုတွေပြုလုပ်ခဲ့လို့ဆိုပါတယ်။အမျိုးသားတွေရဲ့ချစ်ကပါရိတ်ကပါပြောဆိုမှု စကားပြောသူလူတို့နဲ့ဟိုပိုဒီပိုအသားယူမှုရည်စားစကားပြောဆိုမှုတွေကိုမိစားမမနဲ့တိရစ္ဆာန်ရုံအမျိုးသမီးဝန်ထမ်းတွေကခံခဲ့ရပါတယ်။နောက်ဆုံးအဲ့ဒီကြံတွေကိုမခံနိုင်တဲ့အဆုံးမှာတော့မိစားမမကအခုလိုစီးပြီးထုတ်ခဲ့တာပဲဖြစ်ပါတယ်။မိစားမမကအခုထုတ်ပြန်လိုက်တဲ့စီကံကမာနကြီးတာဒါမှမဟုတ်အမျိုးသားတွေကိုအထင်သေးတာနားလည်မှုလွဲတာမျိုးမဟုတ်ပါဘူး။တိရစ္ဆာန်ရုံကိုလာရောက်လည်ပတ်တဲ့တကူတော်အမျိုးသားတချို့ကကျမတို့ကိုနစ်နာစေချင်တဲ့အယူအဆနဲ့ရောက်လာကြတာပါ။အမျိုးသားတွေရဲ့ချစ်ကပါရိကပါပြောဆိုမှုတွေအပြုတ် မှုတွေကကျမတို့ကိုအရှက်ရစေတယ်လို့စိတ်ပိုင်းဆက်ရနာကျင်မှုကိုလည်းဖြစ်စေပါလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီကြေညာချက်ထွက်လာပြီးတဲ့နောက်မှာတော့ online အသုံးပြုသူတချို့ကအမျိုးသားတွေအတွက်တရားမျှတမှုကိုမေးခွန်းထုတ်ခဲ့ကြပါတယ်။အမျိုးသားတအူကဒါကလေပိုင်းဆက်ရခွဲခြားမှုပါပဲ။ကျွန်တော်တို့လိုတိရစ္ဆာန်တွေနဲ့ရင်ပါပြီးတော့အမျိုးသမီးတွေကိုဒုက္ခမပေးတတ်တဲ့ယောက်ျားတွေလည်းအများကြီးပါလို့ရေးသားခဲ့ပါတယ်။အခုလို online မှာမကောင်ပြောခံရတဲ့ပတ်သက်ပြီးတော့မိစာမမကကျမရဲ့ဆန္ဒအရကဆိုရင်ကျမတို့ကိုထိခိုက်စေတဲ့လူတွေကိုကြားမြင့်ချင်တာပါ။ဒါပေမဲ့အမျိုးသမီးတွေပဲ ဲဦးစီးနေတဲ့တရိတ်ဆန်ယုံအနေနဲ့ကျမအနေနဲ့အဲ့လိုတဦးစင်းကိုပြိပင်လိုက်မယ်ဆိုရင်ရညိုးဖွဲ့တာတွေရှိလာနိုင်ပါတယ်ဒါကြောင့်အခုလိုစီးပင်းထုတ်လိုက်ရတာပါလို့ပြောကြားခဲ့တာပါ မိဆာမမကအခုလိုစီမင်းထုတ်ခဲ့တာရဲ့နဲ့ပတ်သက်ပြီးတော့သူမအနေနဲ့အမျိုးသားတွေကိုကြည့်မရတာမျိုးမရှိသောနဲ့အခုလိုစီမင်းထုတ်လိုက်တာကိုလည်းနားလည်ပေးစားဖို့လူတို့ကိုတောင်းပန်ခဲ့သေးတာပါ။သူမကိုနားလည်ပြီးစာနာပေးခဲ့တဲ့ပတ်ချက်တွေလည်းရှိပါသေးတယ်။တိရစ္ဆာန်ရုံကိုလာရောက်လက်ပတ်သူတဦးကတော့မိဆာမမရဲ့တိရစ္ဆာန်ရုံလေးကနှွေးချွေးပြီးပျော်စရာကောင်းပါတယ်။အခုမိဆာမမရဲ့အခက်ခဲနဲ့ရင်ဆိုင်နေရတဲ့သူမရဲ့တိရစ္ဆာန်ရုံလေးကိုကောက်ွယ်ပေးကြပါဆိုပြီးတော့ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်လည်းဒီတိဆန်ရုံကိုတိဆန်တွေကိုချစ်တဲ့သူတွေပဲလာစေချင်ပါတယ်။ရုံမှာလည်းစိတ်ဓာတ်ရှိသူတွေကိုတိဆန်တွေလည်းအာရုံခံမိမလို့ချစ်မာတို့ရေးသားခဲ့ပါတယ်။တချို့ online အသုံးပြုသူတွေကတော့ live လက်ပတ်တဲ့အမျိုးသမီးတွေနဲ့ဝန်ထမ်းအမျိုးသမီးတွေကိုကောက်ခွဲဖို့အတွက်ဥပဒေထုတ်ပြန်ဖို့ဂျပန်အာဏာပါတယ်ကိုတိုက်တွန်းခဲ့ကြပါတယ်။တိဆန်ရုံမှာဖြစ်ဖြစ်ခဲ့တဲ့အမျိုးသမီးဝန်ထမ်းတွေအပေါ်စကလုံးနဲ့ပဲဖြစ်ဖြစ်ကိုအမူယာနဲ့ပဲဖြစ်ဖြစ်အစောကားမှုတွေကိုအာဏာပါတယ်အနေနဲ့စုံစမ်းစစ်ဆေးမှုရှိမရှိဆိုတာကိုတော့မသိရသေးပါဘူး။ဂျပန်ကတိဆန်ရုံလေးရဲ့တကူတော့အမျိုးသားတွေကိုဝင်ခွင့် ရှိဆိုတဲ့စိုက်ဖို့ကတ်ချမှုကကဘာတဝမ်းမှာပြန့်နှံ့ခဲ့ပြီးရောမိစာမမာလိုတိစ္ဆန်ယုံလေးကိုကောက်ွက်ပေးတဲ့လိုတောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်။ဗီဒီယိုလေးကိုဆက်အောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိရှိခံစားနိုင်စေဖို့အတွက်ညီမတို့ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow လုပ်ထားပေးဖို့အတွက်မြစ်တာရိုက်ခံပါတယ်ရှင်။